အဲ့ဒါလူငယ်တွေအလုံးလုံးမဲ့ဟာတွေသိအောင်လို့ပြောပြတာလာပြောပြတယ်။နေပေါင်းဆောင်ကနေလာတယ်။ကျွဲဆယ်ကန်ချမ်းမြရှိပြီးယာယီကားဝင်းကိုရောက်တယ်။ရောက်ပြီးတော့ဟိုသွားမလို့ဒီသွားမလို့ကလဲကလဲဖြစ်နေတာ။အဲ့ဒီချိန်မှာဆိုင်ကယ်ကယ်ရီယာအလုံးလုံးမလားလိုက်ပို့ပေးမယ်ဆိုပြီးတော့လိုက်ပို့တော့တိတ်ပန်လန်းမျိုးပတ်လန်းသားတွေရေခဲဆက်ရေခဲဆက်တစ်ခု ာမည်တော့မသိဘူးရေခဲဆက်လို့ပဲပြောမယ်အဲ့မှာဆိုင်ကယ်ကယ်ကြီးကလိုက်ပို့ပေးပြီပတ်သက်5000ထုတ်ယူသွားတာပတ်သက်5000ထုတ်ယူသွားတာဆိုင်ကယ်ကယ်ကြီးကမှအဲ့ဒါကိုကရေခဲဆက်မှာလုံးလို့မလုံးနိုင်ဘူးပြန်ထွက်မယ်ဆိုရင်အဲ့5000ပြန်ပေးရတော့မှာအဲ့5000ပြန်ပေးရတော့မှာမှတ်ပုံနေဟိုကပြန်မပေးဘူးနော်ကိုပတ်သက်နဲ့ကိုမှတ်ပုံနေပတ်သက်ပေးမယ်ကျွန်တော်5000ပြန်ဆက်မယ်မှတ်ပုံနေတောင်းလာတော့ဟိုကတော်တော်နဲ့မပေးဘူး ။ဟိုရောက်နေတယ်ဒီရောက်နေရမလားသေးဘူးခဏစအောင်။အဲမန္တလေးမှာမန္တလေးမှာနေရနေအလုလာလုလုပြီးတော့အလုလာတာအလုလာပြီးတော့ကျွတ်ဆက်ကံကားဝင်ရောက်ဆိုင်ကယ်ကယ်ရီရလိုက်ဖို့လိုက်ဖို့ပြီးလူပိုးကဒီကဲဆက်ပိုင်းရှင်စီကပတ်စံ9000ယူသွား။ယူသွားပြီးတော့ဒီကဲဆက်မှာကိုကမလုံးနိုင်ဘူး။မလုံးနိုင်တော့ထွက်ရှင်တော့9000မပေးတော့မှတ်ပုံနဲ့ဟိုကပြန်မပေးဘူး။9000ပြန်ပေးတော့လေဟိုကမှတ်ပုံနဲ့ပေးဖို့ကဝေ့နေတာ။ ဟာမန္တလေးမှာဖြစ်နေတာ哦တကယ်ဖြစ်နေတာပြောပြတာနော်အလုံးလုံးမဲ့လူငယ်တွေလူကြီးတွေရောအလုံးသိအောင်လို့ရေခဲဆက်ရေခဲဆက်လုံးမဲ့ဆိုကြည့်လို့ပေါ့ဗျာ Facebook တွေ TikTok ပေါ်ကနေအလုံးကန်ရှာဖွေတာပေါ့ဗျာလောကန်ရှာဖွေတော့ အလုတ်ရပြီးအေဂျင်စီကုလေးဥဝေလေးလိုက်ပူစမ်းမှာသွားပြန်လိုက်ဖို့ဟိုရောက်တော့ဆောင်ကြီးအတွင်းတွင်းပြီးတော့ဆိုင်လေးစာလေးတုပ်ဦးတော့တော့ရေးပေးလိုက်တယ်သွားလျှောက်တာမနေ့သွားညပြန်မေးရမှာဈေးကြီးမရဘူးဟောနောက်တစ်ဆိုင်သွားတော့လဲဖုံးပြန်ဆက်ပြီးမယ်ဟောနောက်တစ်ဆိုင်သွားတော့လဲ ဆိုင်ရမန်နေဂျာမရှိသေးဘူးပြီးမှပြန်လာခဲ့ပေါင်လေးတွေပေးထားခဲ့လှုပ်လျှောက်တဲ့ပေါင်လေးတွေမပုံနေဘိတ်တူတို့ပါတော့တပင်ဟာတော့ပေးခဲ့တာအဲ့ဒါနဲ့အိမ်ပြန်ရောက်လာနောက်ရက်ထက်သွားမီနီအိုးဝေကအကုန်အသွားပြန်ခမင်းဝယ်စားခမင်းဘိုးအကုန် ရေဦးဘက်ကကလေးမလေးတယောက်ဆိုရင်ပသိဉ္ကြီးဇီးယုံကုန်းဘက်မှာသူ့တော်စီမှာတဲတာတော်အိမ်ဆိုလားမသိဘူးယူတဲ့ရွှေဆိုင်တဲ့ဆိုင်အလုတ်သွားလျှောက်တာတစ်ခေါက်နှစ်ခေါက်သုံးခေါက်မီနီအိုးဝေကပဲကုန်လုံမရဘူးဟောဟိုတလောအကောင်လေးတယောက်ဆိုရင် ယူတဲ့အေဂျင်စီတစ်ခုကနေပြီးတော့အမြန်ကြီးယူပြီးပို့လိုက်တာပသိန်ကြီးရဲ့မြောက်ဖက်ထဲမှာမြောက်ထဲမှာအိုးမြောက်ထဲမှာဒီနေလုတ်တဲ့စီလို့စက်ယုံလို့ပြောတာပဲအမြန်ကြီးဖောင်ကြီးက3000ဆိုလာပေးရတယ် အလုတ်တန်းရမှာဆိုပြီးသူတို့ကားနဲ့လိုက်လာတာလေခိုးရောက်တော့မလုတ်ချင်လို့ပြန်မယ်လို့တော့ကျိုင်းပြန်လို့မရဘူးတဲ့ဟိုအေဂျင်စီဟိုတဲ့40ရာခိုင်နှုန်းနဲ့ပြီးခဲ့ပြီတဲ့အဲ့ပစံပြန်အမ်းမှပြန်လို့ရမှာအဲ့ပစံပြန်အမ်းနေရာမရှိတော့ဖုန်းကို9000နဲ့ဖျက်ပြီးတော့9000ဆိုလိုက်ယူထားရတယ်။ကောင်လေးကို2000ပေးလို့လိုက်။လုံးလုံးမဲ့ဆိုရင်ဂျီယူဆိုင်ကြပါဗျာ။ ဒါကကြတော့အလုံလိုချင်တဲ့အလုံရှာနေတဲ့ညီငယ်ညီမငယ်လေးတွေအတွက်ဂရုပြုစရာကိစ္စပဲဖြစ်ပါတယ်။ဒါကမန္တလေးမြို့မှာဖြစ်နေတာပေါ့နော်။တခြားသောမြို့တွေမှာလည်းရှီကောင်းရှိနိုင်ပါတယ်။ရှင်ဒီဗီဒီယိုလေးကိုအများတိအောင်လို့ share ဝင်လုပ်ပေးကြပါအောင်ရှင်။